ချစ်ကလေးစားပါတော့မိဘပြည်သူဟီကိုမနော်များအားလုံးမင်္ဂလာပါခင်ဗျာ2015ခုနှစ်မေလ16ရက်နေ့မှာတော့ပြည်ပဆိုင်ရာလိန်နူချစ်သူများပေါ်ကြောက်ရွံ့မုန်းတီးမှုများအားစတင်ကြေးနေဖြစ်ပါတယ်1990ခုနှစ်မှာစတင်သတ်မှတ်ပေးခဲ့တာပါကမ္ဘာနဲ့မှာအထိမဲ့အခမ်းအနားတွေကိုကျင်းပပြုလုပ်ကြပါတယ်မြန်မာနိုင်ငံမှာလည်း LGBTQ ကိုကျင်းပပြုလုပ်တာဒီခုနှစ်နဲ့ဆိုရင်၃နှစ်ရှိပြီဖြစ်ပါတယ် ခန္ဓာကိုယ်ချင်းမပြလို့တဲ့အခွဲစည်းများမြန်မာနိုင်ငံဆိုင်ရာအမေရိကန်သမ္မတကြီး UNAIDS မှတာဝန်ရှိသူများဖေကြားထားသူများတက်ရောက်ကြပါတယ်။ခါ69ခုနေ့မေလ7ရက်နေ့ကိုကမ္ဘာ့ကျန်းမာရေးဘွဲ့ WHO ကဟင်းလူချစ်ချင်းကိုဆေးရောဂါဖြစ်သတ်မှတ်ထားခြင်းမှပယ်ပြတ်ခဲ့ပါတယ်။အိမ်တွေကိုအဆွဲပြုပြီးတော့မေလ7ရက်နေ့ကိုအပြည့်ဆိုင်ရာဟင်းလူချစ်သူများပေါ်ကြောက်ရွံ့မှုတွေများကန့်ကွက်ဆန့်ကျင်နေဖြစ်တယ်မပြီး ကဘာရေးမှာလေးမျိုးချစ်သူများအပေါ်ကျောင်းရင်ဖုန်တီးမှုများဖော်ပြရေးခဏများညီလာခံများပညာပေးဟောပြောခွင့်များကျင်းပကြပါတယ်။ဟုတ်ဒီနေ့မေလ16ရက်နေ့ကအပြည်ပြည်ဆိုင်ရာ လိန်တူချင်းချစ်တာကိုမြို့သားမြို့သူပြည်ချင်းပေါ့နော်ချစ်တာကိုစမ်းကြောက်ကြောက်ရမုန်တီတာကိုစမ်းချင်နေတဲ့အခမ်းအနားပေါ့နော်ဒီအခမ်းအနားကိုကျွန်တော်တို့ဒီရန်ကုန်မြို့အပြင်အားလုံးမြန်မာနိုင်ငံမှာမြို့ပေါင်း73မြို့တွေမှာကျွန်တော်တို့ကျင်းပပါတယ်ဗျဒီနေ့မှာပေါ့နော်ဆိုတော့ဒီနေ့မှာလည်းကျစားနိုင်ငံတွေမှာလည်းဒီလိုအခမ်းအနားကိုကျွန်တော်တို့ကျင်းပကြရပါကြပါတယ်ဗျကဘာတလောမှာပေါ့နော်ဒီအရင်ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီယောက်ျားချင်းအမျိုးသားချင်းမြို့သူမြို့ချင်းချစ်ကြကြိုက်ကြတာကိုဒီစဘာဝမဟုတ်ဘူးဆိုပြီးတော့တတ်မှတ်ထားခဲ့ကြတယ်ပြီးလို့ရှိရင်စိတ်ရောကောက်ဆိုပြီးတတ်မှတ်ထားခဲ့ကြပြီးတော့လူတွေကလည်းမခံဘူးပေါ့နော်သူပန်ဝဲကျင်တိုင်းမှာလူတွေလည်းမခံဘူးဆိုတော့ရှိကြရပြဒါပေမဲ့အဲ့ဒီဟာက ကြတော့တကယ်တကယ်ပြောလို့ရှိရင်ကျွန်တော်တက်သေးတာတကားနဲ့ပြောမယ်ဆိုမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့ပြောလဲဆိုတော့ဒီနေ့မေလ18ရက်နေ့ကဟိုဒီဟာကိုမဟုတ်ဘူးလို့တက်သေးပြရနေပေါ့နော်။အာကျွန်တော်တို့အတိအကပြောဟိုမျှော်လင့်တာကတော့ဒီပြည်သူလူထုကြားမှာပေါ့နော်။ဒီအမျိုးသားချင်းအမျိုးသမီးချစ်ချင်းကတဘာဝတစ်ခုဖြစ်တယ်ဆေးရောဂါမဟုတ်ဘူးဆိုတာကိုအတိအကသိစေချင်တဲ့ message ပါဗျာ။အဲ့လိုမျိုးမဟုတ်တာမဟုတ် မဟုတ်တာကိုလည်းကျွန်တော်တို့တွေဒီကဘာကျမရဲ့အဖွဲ့ကလေညညာခဲ့တယ်ဆိုတော့ကျွန်တော်သိစေချင်တယ်ကျမရဲ့ရှုထောင့်ကကြည့်လို့ရှိရင်ဒီဟာတဘာမပြောမလဲဟိုတဘာတရားမဟုတ်ဘူးဇစိတ်ယောဂါဆိုပြီးတော့ဖြစ်နေကြတဲ့လက်မခံတဲ့ကိစ္စတွေကမိသားစုတွေတဲမှာရှိနေကြတယ် ပြီးလို့ရှိရင်လူမှုအတိုင်းဝိုင်းနေကြမှာရှိနေကြတယ်။ကျောင်းတွေမှာရှိနေကြတယ်။ပြီးလို့ရှိရင်ဒီအလုပ်ခွင်မှာရှိနေကြတယ်။ဆိုတော့အဲ့ဒီရှိနေတဲ့ပုံမူတည်ပြီးတော့လူတွေကခွဲခြားခံရတယ်။ပြီးတော့ခွဲခြားပြီးတော့နှိမ်ချခံရတယ်။ပြီးလို့ရှိရင်ဟိုအကြမ်းဖက်မှုတွေခံရတယ်။ဒီအမျိုးသားချင်းချစ်တဲ့လူဖြစ်လာတာအမျိုးသမီးချင်းချစ်တဲ့လူဖြစ်လာတာဒီဟာကဟိုရွေးချယ်မှုတခုမဟုတ်ဘူးဖြစ်တည်လာတာမွေးကလေးကပါလာတဲ့တခုပြင်ယူလို့မရအောင်ပြောင်းလို့မရအောင်ဆိုတော့သိစေခြင်းနဲ့အဲ့ဒါကြောင့်မလို့ဒီကကုသစရာမလို့ဘူးဒါဖြစ်တည်မှုတခုဖြစ်တယ်ဆိုတော့ဒီဖြစ်တည်မှုဆိုတော့နားလေလက်ခံပေးဖို့ကျွန်တော်တို့အဓိကယူရပါရဲ့ဗျာ ကျွန်တော်ကတော့ဒေါက်တာညာစောပါအဲမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာအဖွဲ့ဝင်ဖြစ်တာဝန်ထမ်းဆောင်နေပါလေဒီဗမာပြည်မှာတော့တို့ဒီအခမ်းအနားတွေကျင်းပတာ၃နှစ်ရှိပြီ၃နှစ်ဆိုတော့ တနှစ်နဲ့တနှစ်တော့ပို့ပြီးတော့တိုးတက်လာတာတွေ့တယ်နောက်ပြီးတော့ကျွန်တော်တို့ SBGD ဆိုတာလည်းကျွန်တော်နိုင်ငံမှာပဲသူတို့အခွင့်အရေးတို့ဆောင်ရွက်နေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့အရှိတောင်အာရှရောနောက် Asia Pacific Forum ဆိုတဲ့ဟို Asia Pacific region မှာရောအကုန်လုံး LGBT အခွင့်အရေးတွေရရှိဖို့ရေဟိုလူအခွင့်အရေးလူအခွင့်အရေးအဖွဲ့တွေဆောင်ရွက်နေတာတွေ့ရပါတယ်ဒီမှာအားလုံးဝိုင်းပြောနေတဲ့အတိုင်းပေါ့နော် LGBT တွေကိုဟိုခွဲခြားဆက်ဆံမှု မပြုတ်ပဲနဲ့သူတို့ကလည်းလူသားတယောက်အနေနဲ့ပဲမြင်စေခြင်းပါတယ်သူတို့တွေလူသားတွေလူလူတွေပဲဆိုတော့လေဟိုတီးတန့်ခွဲခြားဆက်ဆံမှုမပြုတ်ပဲနဲ့သူတို့ဒန်းတူညီမျှ equality ပေါ့နော်မြှလူခွင့်ရေးတွေပေးဖို့နော်ဆက်ဆံမှုနော်ခွဲခြားမှုမဖြစ်ဖို့ဆိုလိုတာကဟိုစေကုသရေးနယ်ပယ်ရဲ့နောက်ပြီးတော့အလုတ်ကန်ရရှိရေးနယ်ပယ်နဲ့နောက်ပြီးတော့ဟိုကျောင်းပညာသင်ကြားရေးမှာလीအဲ့ဒါမှာခွဲခြားဆက်ဆံမှုမဖြစ်ဖို့ပေါ့နော် ဒီနေ့ကိုကျင်းပပြုလုပ်ခြင်းကလင်းလူချစ်သူများကိုမကောင်းမြင်ခြင်း၊ညွန်ရှောင်မုန်းတီးခြင်း၊ထိုသူများနဲ့အတူတွာလာနေထိုင်ရသူကိုမနှိမ့်မြှုပ်ခြင်း၊အတိမတ်ယူပေး၊ပြင်ချန်ထားခြင်း၊ခွဲခြားခိနှိစော်ကားခြင်း၊အကြမ်းဖက်ခြင်းများမှကင်းဝေးရအောင်ကျင်းပရခြင်းဖြစ်ပါသည်။ကဘာနဲ့မှာဒီလိုနေ့ကိုကျင်းပနိုင်မှုအတွက်ရင်းနှီးမှုများစွာစွန့်စားမှုများစွာနဲ့ကြိုးပမ်းလာခဲ့ရတာဖြစ်ကြောင်း ရင်းနှီးချစ်သူများကိုကြောက်ရင်ပြီးခွဲခြားမှုတွေကလေလုချစ်သူများရဲ့အထံမှုဘဝတွေကိုချင်းချမှုတွေဖြစ်စေပြီးတော့ပုံမဆူရမှုတွေဖြစ်ပေါ်လာတဲ့ကြောင်းအခုလိုပြောင်းလဲမှုတွေရှိလာပေမယ့် LGBT တွေကိုအခုအချိန်ထိဖိနှိပ်ချိုးချဲ့မှုများရှိနေကြောင်းကိုလည်းယခုအချိန်ထိတွေ့ရှိနေရဆဲပဲလို့အခုခန်းနာမှာပြောကြားသွားခဲ့ပါတယ် ကျွန်တော်ဥအောင်မျိုးမြင့်မှာ equality မြန်မာရဲ့ director ဖြစ်ပါတယ်ဒီလိန်တူချင်းချစ်တဲ့သူကိုကျွန်တော်တို့စိတ်ရောဂါကနေစိတ်ရင်းကနေပယ်ဖြတ်ခဲ့တာ1990ခုနှစ်ကဖြစ်ပါတယ်အခုဆို25နှစ်ဖြစ်ပါပြီအတ္တကိုကျွန်တော်တို့အတိမတ်ပြုခြင်းနဲ့ဟာရဲ့လိန်တူချင်းချစ်တဲ့ကိစ္စကကျွန်တော်မှားယွင်းမှုလည်းမဟုတ်တလို့ယောဂါလည်းမဟုတ်ဘူးတစ်ချိန်တည်းမှာဒီကိစ္စတွေလူတွေအများကြီးသိဖို့လိုအပ်တာဆိုတော့စိတ်ဓာတ်မျိုးနဲ့ကျွန်တော်ဒီခန်းနောက်တက်ရောက်လာတာဖြစ်ပါတယ်ပထမကကျွန်တော်တို့လူလောကအတိုင်းဝိုင်းနဲ့မှာကျွန်တော်တို့ပယ်ထုတ်ထားခြင်းဖြစ်ပါတယ် အဲ့ဒါပယ်ထုတ်ထားခြင်းကကျွန်တော်လူလိုမတတ်မှတ်တာဖြစ်တယ်အဲ့တော့လူဖြစ်ရတာနဲ့လူလိုမတတ်မှတ်ခံခြင်းရဲ့ကိုယ်တိုင်ကိုယ်တိုင်ကသူတို့စိတ်ထဲမှာစိတ်ပိုင်းဆိုင်ရာခံစားမှုတွေအများကြီးဖြစ်လာလိမ့်မယ်နောက်တစ်ခါကျွန်တော်တို့လိမ်တူးချင်းချစ်တဲ့သူဆိုတာအလွှာတိုင်းမှာရှိပါတယ်အလွှာတိုင်းမှာရှိတဲ့ဒီလိုမျိုးအရေးချင်းရှိတဲ့သူတွေကိုအလွှာတိုင်းမှာသာကန့်တတ်ထားမယ်ဆိုရင်ကျွန်တော်လူလောကတစ်ခုလုံးမှာကောင်းကျိုးမရှိဘဲနဲ့ဆိုးကျိုးတွေပဲဖြစ်ပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကမှထူးချွန်တဲ့လူတွေရှိတယ်ထက်မြက်တဲ့လူတွေရှိတယ်ဒါပေမဲ့အဲ့ဒီလူတွေကိုအတိမတ်မပြုတ်ချင်းကိုယ်တိုင်ကလူလောကအတွက်ကောင်းကျိုးမဖြစ်နိုင်ပါဘူးနောက်တစ်ခုကတော့ကျွန်တော်တို့တချို့လူတွေမှာကျွန်တော်တို့တွေ ရောဂါတွေကကူးစက်နိုင်နေဆိုတဲ့အမျိုးမျိုးဖြစ်ပါတယ်အမှန်တော့ဒါမှားယွင်းတဲ့ဟာဖြစ်ပါတယ်လိန်တူချင်းချစ်တဲ့သူဆိုတဲ့အချစ်ချင်းကစိတ်ရောဂါလည်းမဟုတ်သလိုတခြားယောဂါတွေလိုနော်နှာစီးခြင်းချောင်းဆိုးခြင်းကလည်းကူးစက်နိုင်တာမဟုတ်ပါဘူးဒါပေမဲ့အဲ့လိုမျိုးယွန်းမုန်းတဲ့စိတ်တွေကြောင့်မလို့တခါလေသူတို့ရဲ့စိတ်ထဲမှာအဲ့ဒီလူတွေကြည်တိုင်းကြည်တိုင်းအမြဲတမ်းစိတ်မချမ်းမသာဖြစ်နေတယ်အမှန်တော့ကိုဒုက္ခကိုရှာတာပါပဲနော်ကိုယ့်ဘက်ကိုကိုရှိနေရသားနဲ့အတိမတ်မပြုတ်နိုင်တာလက်မခံနိုင်တာအလုံးနဲ့မုန်းတီးခြင်းကတော့အဲ့ဒီလူတွေရဲ့ဘဝကိုလည်းထိခိုက်နိုင်တဲ့အတွက်ဘယ်အချက်မှကျွန်တော်တို့ ကောင်းကျိုးရှိတယ်လို့ပြောပြောလို့မရပဲစိုးကျိုးပဲဥတည်နေတယ်လို့ပဲပြောချင်ပါတယ်ပထမဆုံးလိန်တူချင်းချစ်တဲ့သူတွေကဘဝတစ်လျှောက်လုံးဖိနှိပ်မှုတွေဖြစ်နေတာဖြစ်တဲ့အတွက်တစ်ခါလေကိုယ့်ကိုယ်တိမ်ငယ်မှုတွေအများကြီးရှိပါတယ်အဲ့တော့အဲ့တိမ်ငယ်မှုကိုဖျောက်ဆီးခြင်းနဲ့ဗျကိုကသာတိမ်ငယ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ပေါ်မှာဝိုင်းဝန်းပြီးတော့အနိုင်ကျင့်မဲ့သူကပုံများနေပါလိမ့်မယ်အဲ့တော့လိန်တူချင်းချစ်တဲ့သူကလှုပ်ယူလို့မရသလိုမှားယွင်းတဲ့အရာမဟုတ်ဘူးဆိုတာပထမဆုံးကိုယ့်ကိုယ်လက်ခံပါကိုယ့်စွမ်းစာကိုကြိုးစားပြီးဖော်ထုတ်ပါ ပတ်ဝန်းကျင်ကနေလက်မခံတဲ့နေရာနေအတိမတ်ပြုတဲ့အနေအထားမျိုးဖြစ်အောင်ပထမဆုံးကြိုးစားစီခြင်းပါတယ်ဒါဆိုရင်အားလုံးကတစ်ဖြည်းဖြည်းလက်ခံလာပါလိမ့်မယ်ပတ်ဝန်းကျင်အတိုင်းဝိုင်းနေနေတော့ကျွန်တော်နေပြောချင်တာကတော့တခါတလေမှားယွန်းသောဆွေးနွေးမှုတွေကျွန်တော်တို့ဘက်မှာပုံစံကွက်တတ်မှတ်မှုတွေရှိပါတယ်အဲ့ဒါကိုစင်ကျင်သောအရာမျိုးနဲ့ကျွန်တော်ယူဆပါအရင်တော့ဆိုလို့ရှိရင်စနောင်းစလောင်းမုံနှစ်ချက်တင်းကြားကြားဆွဲမယ်ဆိုတဲ့ဟာကိုကျွန်တော်လက်ခံထားကြတယ်တကယ်တမ်းကြာမဟုတ်အဲ့တော့လိန်တူချင်းချစ်တာကြောင့်မို့လို့လဲပတ်ဝန်းကျင်ကိုပျက်စီးသွားမယ်ဆိုတော့မဟုတ်ပါဘူး လိန်တူချင်းချစ်တာဖြည့်ဆည်းမှာမဟုတ်ပါဘူးလိန်ကွဲချင်းချစ်တဲ့သူမှလည်းမကောင်းတဲ့ဆန္ဒတွေရှိလို့ရှင်ပတ်ဝန်းကျင်ပျက်စီးသွားနိုင်ပါတယ်အဲ့တော့ဒိဗမမူမတီပဲနဲ့လူဗမမူတီပြီးတော့လှုပ်ဆောင်ကြပါလူကိုလူလိုတန်ဖိုးထားသောစိတ်သက်သာရှိမယ်ဆိုရင်လူတိုင်းလူတိုင်းကမေတ္တာတရားပြည့်ဝပြီးတော့လုံခြုံမှုရှိသောလူပေါင်းဘဝကိုထူထောင်နိုင်ပါလိမ့်မယ်အဲ့ဒီလူပေါင်းဘဝသာရှိမယ်ဆိုလူတိုင်းအလုံးကကိုယ့်ရဲ့တန်ဖိုးတွေအရေးချင်းတွေပေါ်ထုတ်နိုင်သောအခွင့်အလမ်းတွေရရှိနိုင်မှာဖြစ်တဲ့အတွက်အဲ့လိုမျိုးတန်းတူညီမျှမှုကိုအတိမတ်ပြုသောစိတ်ထားတွေမွေးမြူကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ် ခန္ဓာကိုယ်ထောက်ရရှိနေဟောပြောချက်တွေပြောပြမှုတွေနဲ့ကျင်းပပြုလုပ်ကြပါတယ်ကျောင်းကျောင်းဝတ်ဖို့လည်းတင်းသားကြလို့တဲ့ဘယ်လိုစားဖို့မျိုးလည်းမသိဘူးเนาะကိုရွံ့ကြမယ်လေမင်းသားတော် ခုတင်ဆက်ပေးခဲ့တာကတော့2015ခုနှစ်မေလ17ရက်နေ့မှာကြောက်တဲ့အပြည်ဆိုင်ရာတင်းလူချစ်သူများပေါ်ကျောင်းရဲ့မုံတီးမှုများအားစန့်ကျင်ရေးနေ့ကျင်းပပြုလုပ်ခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာကျေးဇူးအားပေးကြတဲ့မိမပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ